မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တောင်ကြီးမြို့ရင်းနှုံမြောင်းများရေစည်းရေလာကောင်းမွန်ရေးအတွက်အမိုက်များရေစိုးများဆေးယူနေမှုကို ကြည့်ရှုစစ်ဆေး၍ငလျင်တန်တဲ့ခန်းချင်းဆိုင်တောင်သူများအားပိုသက်စေမိုသက်စေတဘာဝမြေဩဇာများတွားရောက်ထောက်ပံ့ပေးရတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တာယာလာပိုင်းရင်းနဲ့မိုးရသည်ကာလတွင်ရေကြီးရေရှမ်းမဖြစ်စေရင်းနဲ့ရေနှုတ်မြောင်းများ ရေစည်းရေလာကောင်းမွန်စေရအတွက်အေပီလာ28ရက်နေ့နနက်၈နာရီက တောင်ကြီးမြို့အနောက်မြို့ဘလန်ရှိအောက်ရီထွက်အနီးတွင်တောင်ကြီးမြို့နယ်စီပင်တရားရေးဌာနမှရေနုံမြောင်အတွင်ရေစိုးနှင့်အမိုက်များဆဲယူနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများပြည်နယ်အစိုးရအဖွဲ့အစည်းမှုနှင့်တာဝန်ရှိသူများကတွားရောက်ကြည့်ရှုစစ်ဆေးရာတောင်ကြီးမြို့နယ်စီပင်တရားရေးဌာနအမှုဆောင်အရာရှိဦးသိန်းဝဲမှတောင်ကြီးမြို့တွင်ရေကြီးရေရှမ်းဖြစ်ပွားသည့်နေရာများ၌ရေနုံမြောင်များအတွင်အမိုက်တရိုင်ရှင်းလင်းဆောင်ရွက်ပြီး ီးစင်းမှုများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ထို့နောက်ပြည်내ဝန်ကြီးချုပ်ကဈေးရောင်းသီးဈေးတဲများကိုလည်းအမိုက်များစွန့်ပြစ်မှုမရှိစေရန်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းကိုမျိုးကိုရကိုရက်ကွက်တန့်ရှင်တရားလာပါရဲ့အတွက်အားလုံးကဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြရန်တာဝန်ရှိသူများအားမကြားခဲ့ပြီးရေနှုတ်မြောင်အတွင်အမိုက်ဆဲယူနေမှုနဲ့ရေနှုတ်မြောင်အားကြီးစုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ ထိုမှတဆင်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်မန္တလေးငလျင်ကြီးတန်းကျောင်းညောင်ရွှေမြို့နယ်အင်းလေးဒေသငလျင်တန်းခန်းစားရသောကီလာကြီးရွာရှိခန်းချင်းဆိုင်တောင်သူများအားပို့သက်စေမို့သက်စေရွက်ဖြန်အားစေတဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်၍ပြည်내ဝင်ကြီးချုပ်ဦးအောင်အောင်ကမကြမီကျောင်းဖွင့်ကာလတွင်ကျောင်းနေအရွယ်ကလေးများကျောင်းနေနိုင်ရင်အနန္တနိုင်ရေးကိုဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ။စိုက်ပျိုးရေးကဏ္ဍတွင်လည်းလိုအပ်သောမြေဩဇာပို့သစေးများကိုထောက်ပံ့ပေးရမည်ဖြစ်ပြီးစိုက်ပျိုးသူတောင်းသူများအနေဖြင့်မူလစိုက်ပျိုးလက်ရှိသောစိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ပေးကြရန်နှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများတွင်လည်းအလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း။ပြည်내ဆိုရဖွဲ့အနေဖြင့်လိုအပ်မှုများကိုဆောင်ရွက်ပေးနေသလိုပြည်သူများကလည်းပူးပေါင်းပါဝင်ကြိုးစားပေးကြရန်ပြောကြားခဲ့ပါသည်။ ၎င်းတော်ပြည်내ဆိုင်ပြည်ရေးဦးစီးဌာနမှပြည်내ဦးစီးမှုဦးချုံနိုင်ထွန်းကငလင်ပေတဲ့ခန်းကျင်ဆိုင်တောင်းသူများအားထောက်ပံ့ပေးအပ်မှုနဲ့ပတ်သက်၍ရှင်းလင်းတင်ပြပြီးပြည်내ဝန်ကြီးချုပ်ဦးအောင်ပြည်내ဆိုင်ပြည်ရေးဦးစီးဌာနပြည်내ဦးစီးမှုတို့က ခင်းချင်ဆိုင်တောင်သူ954ဝအတွက်မိုးသက်စေမိုးသက်စေရွက်ဖြန်အားစေသဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ကြပြီးခင်းချင်ဆိုင်တောင်သူများကိုသာဥဆုံမြို့ထမဂျေဇုတင်စကားပြန်လည်ပြောကြကြောင်းသိရှိရပါတယ်ရင်နောက်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်မန္တလေးငလျင်ကြီးတန်းချောင်း မလျင်တန်တင့်ခဲ့သောအင်းလေးဖောင်တော်ဦးရွှေရှင်တော်မြတ်စွာဘုရားသို့သွားရောက်၍ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့်ဘုရားကုန်းတော်ရင်ပြန်အနီးကုမ္ပဏီတာဝန်ရှိသူများမှဆက်ရံတရားများဖြင့်ရှိပိုင်ရိုက်ဆောင်ရွက်နေမှုများနှင့်ပင်မကြောင်ဆောင်အထက်၌တန်ကူကွန်ကရစ်တိုင်များဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး၍လိုအပ်သည့်များကိုသက်ဆိုင်ရာဌာနများနှင့် ပေါင်းစည်းညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ရှင်။